အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ဖတ်ပြပေးမယ့်ဝတ္ထုလေးကတော့ဆရာလျံဇွဲကိုစီးပွားရေးတက္ကသိုလ်ရေးသားတဲ့ကွက်လတ်ဆိုတဲ့ဝတ္ထုတော်လေးပဲဖြစ်ပါတယ်ကွက်လတ်ဒီကောင်လေးရဲ့အမူအရာကိုစရောက်ကလေးကကျွန်တော်ထူးထူးခြားခြားသတိထားမိသည်ခုနှစ်နှစ်ကျော်ကျော်အရွယ်ရှိကောင်လေးရဲ့မျက်နှာကြောင်ကချစ်မွေးပါသလောက်ချစ်ကံကံနိုင်လာသည် ကျွန်တော်နဲ့အရွယ်တူလောက်ရှိမိကောင်လေးရဲ့ဦးလေးဆိုသူကကိုယ့်ကိုဆွဲပြီးခေါ်လာက ကောင်လေးကတရွတ်တိုက်လိုက်ပါလာခြင်းဖြစ်သည်ထိုနေ့ကကျွန်တော်အိမ်ရှိတကားဝကိုရှုပ်တည့်ရဲ့တွန်းဖွင့်လိုက်ခြင်းကြောင့်ကျွန်တော်ပင်အလန့်တကြားဖြစ်သွားခဲ့ရသည်ညနေသားတင်းတင်းဖြင့်ဝင်လာသည့်ကောင်လေးရဲ့ဦးလေးကအိမ်ထဲဝင်ဝင်လာခြင်းပဲဆရာကြီးကျူရှင်ကိုတရိဒါမိတာကြားပါပြီဒီကောင်ဂျစ်တိုက်ပြီးမလာဘူးလှုပ်နေတာနဲ့မအပ်ဖြစ်ပဲကြားနေတာပြောမရရင်တော့သောသားသောပြစ် ကျွန်တော်တို့ကိုဘာမှအကြောင်းကြားနေကြမလို့ဘူးပြောပြောဆိုဆိုနဲ့ကောင်းလေးရဲ့ဦးလေးတော်ဆက်သူအဖြစ်သူ့ကိုသူရော ကောင်းလေးနဲ့ရောစတင်မိတ်ဆက်ရင်းကောင်းလေးနဲ့ကျွန်တော်ရေဆက်ဆောင်ခဲ့ကြသည် Stars and Sky မူလတန်တန်းစုံစတင်ဝိုင်းအဖြူရောင်တမောစီတုတ်လိန်ထားသောနောက်ခံတစ်သားပြပေါ်တွင် အပြာရောင်ဆက်လို့များဖြင့်ဖောက်ထားသောကျွန်ုပ်ရဲ့ကျူရှင်ဆိုင်ပုတ်လေးသည် ဒီရက်ွက်ကလေးအတွင်တွင် လူမသိသူမသိရှိနေကြရမှတလခန့်အကြာတွင်ပထမဆုံးဈေးဥပကလေးတယောက်ရောက်ရှိလာခြင်းဖြစ်သည်တောင်ပိစာဘွဲရအလုတ်လက်မဲ့ကျွန်တော်အဖိုးကုတူလဲရဝမ်းလဲဝသည့်အလုတ်ကို ရွေးချယ်မိခြင်းဟုပင် ကိုကိုကိုကြံဖန်ဂုံယူနေမိသည်ကိုလည်းဆိုင်းပုတ်ကလေးစတင်ချိတ်ဆွဲသည့်နေ့ကဖြစ်ပေါ်မိသေးသည်တကယ်တမ်းလက်တွေမှာစိတ်ကူးရင်တလောက်မလွယ်မှန်းကျွန်တော်သိလာရသည် ဒီရက်ကွက်ကလေးရဲ့သစိမ်းပြပြင်းကျူရှင်စရာတူအဖို့မိဘများအနေနဲ့အချိန်လေးကိုစူးစမ်းနေသေးတာလည်းဖြစ်နိုင်သေးတာပဲလေဆိုရဲအပိစိတ်ကစိတ်ပြက်တငယ်စိတ်ကိုတွန်းလှန်တိုက်ဖြည့်ရင်ပထမဦးဆုံးဈေးဥပောက်ကလေးတယောက်ရရှိသည့်နေကဆိုရင်ပျော်ရွှင်လွန်းလို့မြေကြီးနဲ့ခြေတော်ပင်လွတ်ချင်တယ်လို့လို့ဘာပဲဖြစ်ဖြစ်ကျွန်တော်ခြေတလန်းကိုအချိန်ကာလတိုအတွင်းလှပစွာ စိုက်ထူရှောက်လန်းနိုင်ခဲ့ပါသည် ရက်ကွက်အတွင်ဂျစ်တစ်တစ်ပုံစံတတရာရန်ကြောင်းသားကောင်းလေးတို့ဖြင့်စတင်ဈေးဥပောက်ခဲ့သောကျွန်တော်သည်နာမည်အရင်ပါပျောက်ပြီးကောင်းလေးရဲ့အိမ်နာမည်လုံးလုံးကိုအစွဲပြုတ်ပြီးလုံးလုံးရဲ့ဆရာဟုလူသိများလာရသည့်အထိပင်ကျွန်တော်ကျူရှင်ရောက်ပြီးမှကောင်းလေးရဲ့အခြေအနေကလည်းတိတိသားသားထူးခြားလာသည်ကျောင်းစာရီမှန်မှန်လိုက်လို့သည်ပြောစကားလည်းနားထောင်လာသည် အရင်လိုလဲကြစ်တိုက်တာတွေတိတ်မရှိတော့ သူ့အိမ်မှာဆိုသလားကျွန်တော်စီရောက်ရင်ချစ်စပွဲစကားတွေပြောပြီးကျွန်တော်နဲ့ဓာတ်တဲ့နေပေတော့သည်ပို့ပြီးထူကြသည်မှာ သူ့တွင်ပကြီးနုပညာအရေးသွေးကောင်းကောင်းရှိနေခြင်းပင်ပုံနှိပ်စာအုပ်ထဲကအယုတ်ကလေးများကိုတထက်ထဲတူအောင်ဆွဲနိုင်သည်ကျွန်တော်ကိုယ်တိုင်လည်းပကြီးဆွဲဝါသနာပါသည်မို့တိုက်တိုက်တွန်းတွန်းအားပေးဖြစ်သည်ကျွန်တော်ရဲ့အားပေးမှုကောင်းလေးရဲ့ကြိုးစားမှုတို့ဖြင့်ကျွန်တော်ရဲ့စာသင်ခန်းလေးဤနယံလေးဘက်စလုံးသည် ကောင်းလေးရဲ့အသက်ဝင်လာသည့်ခဲရောင်စုံချစ်စုပ်ချက်ပေါင်းများစွာဖြင့်နေရာယူအလှဆင်ထားသည်မှာစိတ်ချမ်းမြေစရာ ကောင်းလေး၏လက်ရာကလေးများသည်ကျွန်တော်စာသင်ကမ်းမှတဆင့်ကြောင်းအဆင့်မြို့နယ်အဆင့်ခရိုင်အဆင့်တိုင်းအဆင့်ဘ ਹੁ အဆင့်ထိတက်လန်းနိုင်ခဲ့သည်ဖြင့်ချစ်ကံကံကလေး၏အောင်မြင်မှုသည်ကျွန်တော်ရဲ့အောင်မြင်မှုအဖြစ်တိုက်ရိုက်အချို့ကျဆက်ဆက်နိုင်ခဲ့ခြင်းပင်ရက်ွက်အတွင်မျက်နှာပန်းလှခဲ့ခြင်းပင် ထိုနေ့ကိုတော့ကျွန်တော်ဘဝရဲ့တက်တန်းတစ်လျှောက်တွင်ဘယ်လိုမှမေ့ဖြောက်လို့ရမည်မထင်ပေ။တန်ရာကြံခဲ့ခြင်းလားတစုံတစ်ခုပျောက်ဆုံးခြင်းလားဒါမှမဟုတ်တစုံတရာကို ဖြည့်ဆည်းပေးနိုင်ခဲ့ခြင်းလားဆိုတာကိုတော့ကျွန်တော်မဝေခွဲနိုင်သေးပေ။မှန်မှန်ရရကောင်းလေးရောကျွန်တော်ပါနှစ်ဦးစလုံးစိတ်ရောကိုပါပင်ပန်းလွန်ခဲ့ကြခြင်းပင်။ကပအထိမ်မန်နေ့တနေ့အတွက်ပကြီးပြန်ပွဲဝင်ရန်เจ้าမှ ကောင်းလေးကိုရွေးချယ်လိုက်ခြင်းမှအစာပြုခဲ့ခြင်းဖြစ်သည်။ အိပ်ပြက်အစာပြက်ဖြင့်စိတ်ကူးပုံဖော်ရမည်ပြိုင်ပွဲဝင်စုတ်ချက်လှလာကိုကောင်းလီရောကျွန်တော်ပါအတော်ကောင်းစားခံပြီးစူးစားပန်းစားဖန်တီးခဲ့ကြသည်ပြိုင်ပွဲပြီးသည့်နေ့ကပကြီးပြိုင်ပွဲခန်းမအတွင်မှအပြေးကလေးပြေးထွက်လာတော့ကောင်းလီရဲ့ပော့ပော့ပါပါပျော်ရွှင်နေသည့်ပုံရိပ်သည်ပြီးပြီအပြစ်ကင်းစင်လွန်လာသည်ပင်မလွန်လို့ထင်ပါသည်အငါကားစီရင်ကျွန်တော်ပေါင်ပေါ်တွင်နှစ်ချိုက်စွာအိပ်ပြောလာသည်အိမ်ရောက်သည့်အခါလှုပ်လို့ပင်မရတော့သဖြင့် ကျွန်တော်ပွေချီပြီးမယူရသည်အထီးပင်ထိုနေ့ကကောင်းလေးတယောက်သူ့အိမ်မပြန်ပြစ်ဖဲကျွန်တော်အိမ်မှာပင်အိပ်ဖြစ်သည်ဝမ်းဝဖြူဖြူလုံးလုံးနဲ့နာမည်လိုက်သည့်ချစ်ကန်ကန်ကလေးငယ်သည်ကျွန်တော်ပုံသွင်းမှုအောက်တွင်ယခုလောက်ထိထူးချွန်လာလိမ့်မည်ဟု ကျွန်တော်ကိုယ်တိုင်ပင်မထင်မိခဲ့ပေကောင်းလေးရဲ့ဦးလေးပြောပြခြင်းအရာကောင်းလေးတွင် အဖေမရှိတော့ တိတ်ချမ်းသာသောအဖေဘက်ကကောင်းလေးမေကိုသဘောမတူသဖြင့်လာသာအရွယ်ကပင်ရောကြီးပေးပြီးအတင်းခွဲကကွာပြစ်လိုက်သည်ဟုဆိုသည် ကောင်းလေးမေကိုတော့တခါတခါမှသာတွေ့မိသည်ပညာရေးကိုအားပေးသော ကောင်းလေးတို့အမေဘက်ကလည်းကြောင်းမပြီးခင်ငငယ်ရွယ်ရွယ်ဖြင့်အိမ်တော်ပြုတ်ပြီးတခုလတ်သားတဲ့အရွယ်ကောင်းလေးရဲ့အမေအပေါ်တွင်လည်းတိတ်ပြီးကြည်လင်ပုံမရကြကျင်ကျင်နာနာဆက်ဆံပုံမရကြရှက်တာလဲပါမည်ထင်ပါသည် ဘာကြောင့်မန်တည်တည်ချာချာမသိတော့လဲကောင်လေးနဲ့ပတ်သက်သည့်အရေးကိစ္စများအတွက်ကောမူကောင်လေးအိမ်ကလိုက်လိုက်လဲလဲတိတ်မရှိလာသည်ကိုတော့ကျွန်တော်သတိထားမိသည် ကျွန်တော်စိတ်ကပဲထင်နေသည်လားမပြောတတ်ပါမြစ်တာ ဆိုသည်မှာ အကောင့်ထဲဖြင့်ပြလို့မရတော့ညာအသွားပြန်ရှိနေသည်မှာတေချာသည်ကောင်လေးအဖေရဲ့လောက်ရကိုမုံလို့ကောင်လေးရဲ့အမေကိုပါပြစ်ပယ်သည် ကောင်လေးကိုလည်းနှစ်နှစ်ကာကာမရှိတော့တံပြန်တက်ရောက်မှုတွေလာတော့မသိချင် ကောင်လေးကလည်းသူ့အိမ်မှာဆိုတခုမဟုတ်တခုပြဿနာအမြဲရှာသည် ကျွန်တော်စီရောက်လင်းတော့အားလုံးโอเคအထွေထူးပြောစရာပဲမရှိချေကြတော့တန်ရုံးစင်က ပိုတွယ်လာသည် နေကလာသူကျွန်တော်ဒီလဲအဖော်မရှိသည်ဖြင့်ကောင်လေးဒီကျွန်တော်အတွက်ကြောင်းအိတ်ကြောင်းစားတပည့်ငယ်ကစားပဲပကြီဆွဲပေါ်ပင်အထူးသဖြင့်ညညဆိုလင်းညနေမှအိတ်တက်ပြီး အရွယ်နှစ်မလိုက်အောင်စကကြီးစကကြဲတွေပြောတတ်သောကောင်လေးနဲ့ကျွန်တော်အဖွဲ့ကြနေစမြဲပင်အချားကလေးများကကျွန်တော်ကိုဆရာဟုခေါ်သည့်တိုင်ကောင်လေးကတော့ဦးဦးဟုသာခေါ်သည်လုံးလုံးရဲ့ဆရာဖုန်းလာနေပါတယ်ခမရက်ွက်တွင်မှအခပေးဖုန်းခေါ်ပေးသည့်အိမ်မှဖုန်းခေါ်ပေးတဲ့ကောင်လေးရဲ့ဦးလေးထံမှဖုန်းဆက်ခြင်းဖြစ်သည်ကျွန်တော်စိတ်ထဲထင်ကနေဖြစ်သွားသည်ထင်သည့်အတိုင်းပင်ကောင်လေးစိတ်ယုံတရသည့်တည် ပြိုင်ပွဲတန်းကြောင့်ထင်မှသည်ပင်ပန်းပြီးကောင်းလေးဖြားချပြီးနှာခေါင်းတန်လေးပါကိုလေးနှွေးနေပြီးနေသိမ့်မကောင်းခြင်းဖြစ်နေမှန်သိသည်ဖြင့်ကျွန်တော်ကိုယ်တိုင်ပင်ကောင်းလေးရဲ့ဦးလေးကိုစီကံသွားပြပေးဖို့တိုက်တွန်းလိုက်ခြင်းပင်မိုးရာသီတွင်ကလေးများအဖြစ်များတတ်သည့်တွေးလွန်တုတ်ခွေးသည်ကြောက်ရွံ့ကောင်းလွန်လာသည်လေကျွန်တော်ထင်သည့်အတိုင်းပင်ကောင်းလေးကိုရှာဝင်းကတွေးလွန်တုတ်ခွေးဟုအတန်တရားဖြစ်ပြီးဆေးရုံချက်ချင်းတက်ခိုင်းတော်သည ဆေယုံရောက်တော့ငှက်ပြားဟုတန်တရာအထဝင်ပြန်သည်တွေးလုံတုတ်ကွေးလိုလိုငှက်ပြားလိုလိုမို့တွေးဖောက်ပြေးစစ်ထားသည်အဖြေကထွက်မလာသည်ဆေယုံတင်လိုက်ရတော့နှစ်ရက်အတွင်းမှာပဲကောင်းလေးတယောက်အရေးပေါ်ဌာနရောက်သွားတော့သည်လက္ခဏာတွေကတွေးလုံတုတ်ကွေးဟုတိတိသားသားပြချိန်တွင် ကောင်းလေးမှာတွေးသွင်းရမည့်အခြေအနေရောက်လာတော့သည်ကျွန်တော်စီဖုန်းဆက်တော့ကောင်းလေးဆေးရုံတက်တီမှာ၃ရက်သားရှိသေးသည်။သွေး၆ပလင်းလိုသဖြင့်အရေးပေါ်သွေးလူရှင်ရှာရင် ကျွန်တော်ကိုလည်းကောင်းလေးကမေးနေသဖြင့်ဖုန်းဆက်ခေါ်ခြင်းဟုကောင်းလေးရဲ့ဦးလေးကရှင်းပြသည်ကောင်းလေးရဲ့အခြေအနေမှာမျက်စံလွန်းလာသဖြင့်ကျွန်တော်မင်းတက်နေမိသည်အခြားတန်းကကလေးများစာဝေပွဲရှိနေသဖြင့်ကောင်းလေးကိုကျွန်တော်လစ်လျူရှုပ်မိသလိုဖြစ်သွားမိခြင်းကိုလည်းစိတ်မကောင်းဖြစ်မိရပြန်သည် တွေးလူရှင်ရှာဖို့အ мян ထွက်လာခဲ့ရင်အတိမိတ်ဆွေတွေကိုအကူအညီတောင်းခံရသည်ကံကောင်းစွာဖြင့်ပင် ကောင်းလေးတို့တွေးလူမိသူများ သွေးမျိုးစားတူတူများကိုအလွယ်တကူပင်ရှာဖွေနိုင်ခဲ့သည်ဆေးရုံတို့ရောက်ချိန်တွင်အရေးပေါ်အခန်းရောက်နေသဖြင့်ကျွန်တော်တို့ရုတ်တရက်ဝင်ခွင့်မရချေဝင်ခွင့်ရချိန်တွင် အလဲဖြင့်ဝင်ရစေသဖြင့်ကျွန်တော်ကိုကောင်းလေးမိသားစုများကအရင်ဆုံးဝင်စေသည်ကျွန်တော်ရောက်သွားတော့ကောင်းလေးမြဝန်းမှာအပျော်ရိပ်ကလေးတွေကိုတည်တည်တားတားတွေ့လိုက်ရသည်မျက်နှာလေးကတော့တော်တော်ချောင်ကျသွားသည်ယောဂအခြေအနေမှာချက်ချင်းဆိုသလိုမြင့်တက်နေသဖြင့်ဆောင်းဝင်းကရေကိုလည်းချိန်ဆပြီးတော့သာတိုက်စေသည် အေးကြိုက်သည့်ကလေးမို့ကျွန်တော်ကမြင်တော့အေးကိုအတင်းပူစားတော့သည် ကျွန်တော်စီစာလာတင်လင်းကျွန်တော်ကအကောင်လေးကိုအေးအမြဲတမ်းတိုက်နေကြပင်အထူးသဖြင့်ကျွန်တော်ကိုယ်တိုင်ဖြောတိုက်သောတံမြားရည်ကိုတိတ်ကြိုက်သည်အိုးအိုးဒါဆေးရုံကဘယ်တော့ဆင်းရမှာလဲဒါအူးအူးဖြောပေးတဲ့တံမြားရည်ကိုတောက်ချင်လာပြီဆေးရုံမှလည်းမနေချင်တော့ပကြီကားတွေကလည်းမပြီးသေးဘူး မကြီးကတစ်ချက်ကဆွဲလက်စာကြီးဖြစ်နေတော့စိတ်ယုံတက်လာရတာဦးဦးရဲ့အာယူပြီးပြောနေတော့အတန်များသည်တော်တော်လေးမောနေမှန်းသိတာလာသည်ကျွန်တော်စိတ်မကောင်းလွန်းလို့မျက်ရည်မကြအောင်မနေထိန်ထားရသည်တတိထားမိသည်မှာကောင်းလေးအမေရဲ့မျက်နာအမူအရာကိုပင် ရုပ်သေးမျက်နာမျိုးပင်ဘာခံစားချက်မှ တိတ်မရှိသလိုပင် လောကကြီးတွေကလူတယောက်ကိုစိတ်နာလွန်းသလို့ ရေစာပင်လေးကောင်းလေးကိုပါရော်ပြေမုံတီနေလေရောသလားမစီမဆိုင်တွေးပြလိုက်သေးသည်ကျွန်တော်စိတ်ကပဲထင်နေသည်လားတော့မသိချင်းအေးပါကွာစိတ်ယုံကဆင်နာနဲ့အူးအူးနဲ့အတူတူပကြီကားတွေအများကြီးဆွဲကြမယ်တမယာရေတွေလည်းအားရပါးရတောက်ကြမယ်နော်ကျွန်တော်ကကောင်းလေးရဲ့ကောင်းကလေးကိုပုတ်တက်ပြီးနှစ်သိမ့်ပေးနေမိသည်လူနာလာကြည့်သူများပြန်ထွက်ရမည်ဟုဆိုသည်ဖြင့်ကောင်းလေးကကျွန်တော်လက်ကိုအတင်းဆွဲထားသည်ချုံမော့ပြောတော်လဲမရသည်ဖြင့် နောက်ဆုံးတော့ချင်းချက်အနေဖြင့်ကျွန်တော်နေခွင့်ရသည်ညနေပိုင်းရောက်လာချိန်တွင်သွေးသုံးမလင်းတွင်ရသည် အချိန်လေးကတိတိသားသားကို စိတ်မချခြင်းစရာညပိုင်းတွင် နောက်ထပ်သွေးသုံးမလင်းထပ်တွင်ရသည် အချိန်လေးကတော်တော်ဆိုးလာသည်မျက်လုံးကလေးတွေကတတိလစ်ချင်တယ်လို့ဖြစ်နေပြီဆေးရောသွေးပါမနာတန်တွင်ရသည်သွေးလွန်တော့ကွေးယောဂအိပ်ပြုစားချက်သည်တော်တော်ကြောက်စရာကောင်းချေသည်။ကြည်နေရင်မှဝမ်းမဲမဲတွေသွားသည်။အန်ချသည် တတိကအိတ်မလဲခြင်းတော့ကျွန်တော်လက်ကိုတော့မလွတ်တန်းဆွဲထားသည်တတိတစ်ချက်ပြန်လဲခြင်းတွင်တားလွယ်အိတ်ထဲမှာပကြီကားတစ်ချက်ဆွဲထားတာမပြီးသေးဘူးအခုသွားယူပေးဦးနဲ့အတူတူဆွဲမလို့ဘလုံးမတွေ့ဖြင့်အာယူပြီးပြောနေသည်ဖြင့်တော်တော်လေးမောနေသည်လူနာဆောင်တစ်ယောက်အမြန်ပြန်ယူပေးရသည်ပကြီကားကိုတည်တည်ချာချာပင်ထုတ်ပေါ်ပြီး တိတ်ဖြင့်ကတ်ထားသည်တော်တော်စိစက်တဲ့ကလေးပါလားလို့မှတ်ချက်ပြုံမိသေးသည် ပကြီကားရောက်လာချိန်တွင်တတိတစ်ချက်ပြန်လဲလာသည်ဖယားဖယားဘာမှမဖြစ်ပါစေနဲ့လို့ဆူတောင်းနေရင်မှပင် အချိန်ဤကမရတော့မှန်းမှန်းစားမိနေသည်လူလိတ်နေရာမှမျက်လုံးလေးဖွင့်လာချိန်တွင်ဆေးချေခဲတံကိုအတင်းတောင်းနေသည်လက်တွေကတော့အမြဲမြဲမကင်နိုင်တော့ခြောက်လက်မသားသားဂတ်တူဆက်ကိုပကြီကားကိုဖွင့်ပေါလိုက်ပြီးကောင်လေးရဲ့ကရင်ပေးတွင်ချထားပေးရင် လက်ကလေးတွေကိုခဲတံကင်နိုင်အောင်ထိန်းထားပေးမိသည် တုံရင်နေသောလက်ချောင်းကလေးများမှာတတိမလစ်တစ်ချက်လစ်တစ်ချက်တွင် ခဲတံကို လုံးဝမကင်နိုင်တော့ပဲကျွန်တော်လက်မှလွတ်ထွက်သွားသည်နှကမ်းမှအတန်ဖြော့ဖြော့လေးတူတူဟာဟာထွက်ပေါ်လာသည်တားကိုအပေနေရာမှာဖြည့်ဆွဲပေးတော့ဖေဖေကောင်လေးရဲ့ပကြီကားကိုကျွန်တော်အခုမှတိတ်ချာချင်းမိသည် မပီမပြန်ဆွဲထားသောခဲချက်ပကြီကားမှာမိသားစု၃ယောက်ပုံပကြီကားလေး အဖေရဲ့အမေရဲ့ကလေးလေးရဲ့ပကြီကားနောက်ဖက်ကို ရောင်ရောင်နာနာဖြင့်လှမ်းကြည့်မိသည်ကောင်လေးရဲ့ပကြီဆန်ဆန်လက်ရည်ကလေးဖြင့်ရေးထားသည့်စာကလေးတစ်ချောင်းကိုတွေ့ရသည်ဥဥကိုတခါတော့ဖေဖေးလို့အကျယ်ကြီးခေါ်ခြင်းတည်းအော်ကလေးရဲ့ကဘာလောကကြီးကိုနှုတ်ဆက်ထွက်ခွာသွားသော ကောင်လေးရဲ့အတန်ကိုပဲ့တင်ထက်ကြားရောက်ရင် ပားပြင်နှစ်ဖက်ပေါ်သို့ခက်ကြံကြံလိမ့်ဆင်းလာသောမျက်ရည်စားများကိုလက်ဗမိုးနှစ်ဖက်ဖြင့်အစီငေါ်မတက်ပုတ်တက်လိုက်မိသည်ကျွန်တော်ရင်တစ်ခုလုံးကြုတ်ထွက်မတက်လစ်ဟာသွားလေသည်လျှံဆွဲကို စီးပွားရေးတက္ကသိုလ်ရဒီမဂ္ဂဇင်းနိုဝင်ဘာ2014ခုနှစ်နာဆင်အပိတ်ကြတဲ့သူ အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ရှင်